လူသစ်စုဖို့အတွက်အမျိုးသားတွေကိုပေါ်တာဆွဲဖန်ဆီးထားတယ်လို့ဒေတာခန်တွေစီကသိရပါတယ်။အဆိုပါအစံနေစစ်ကြောင်းဟာ6တိလေးတမဟာကနေဇွန်လရက်မှာစတင်ထွက်ခွာခဲ့ပြီးနောက်ဇွန်10ရက်ဒီကနေ့အထိဗမာမြို့နယ်မြောက်ဘက်ရှိဘူတောင်၊ကဒုံ၊လေတာကုန်းစတဲ့ကြေးရွာတွေကိုဝင်ရောက်စစ်ကြောင်းထုတ်ကစေတနာဝင်တဲ့ကျောင်းဆရာ၃ဦးအပါအမျိုးသား၄၀နီးပါးကိုဖမ်းဆီးထားတယ်လို့ဗမောက်ဒေတာခန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကမြေလက်အတံကိုပြောပါရယ်ဖမ်းဆီးခံရတဲ့ 음ဆရာ3ဦးကတော့အေးရွာကနေလို့အလိုမျိုးစေတနာဝန်ထမ်းပေါ့နော်ရွာကနေလို့အဲအခုတဘောမျိုးနဲ့အဲလို့ဒါတင်နေတဲ့ဆရာကျောင်းဆရာလို့ပြောတယ်အဲနောက်ထပ်ပန်းခံရတာတွေတော့ဒီဦးအေးပြောမယ်ဆိုတော့အေးရွာကအေးရွာ3ရွာကနေလို့လူပေါင်း40 40ဝန်းကျင်တော့ရှိတော့ပြီလို့ကြားတယ်အမအသက်60ကျော်ဘိုးတော်ဒီပါမကြံဘူးလို့အဲ့လိုမျိုးဆွဲခံရတယ်လို့ကြားတယ်ဗျ။ ဖမ်းဆီးခံရတဲ့လူတွေကကျွန်တော်တို့ကအင်းဖမ်းတာမဟုတ်တော့ပြောမစင်ရင်လူတစ်စုဆောင်းတာပေါ့နော်လူတစ်စုဆောင်းပြီးမှတန်တန်းပြေးဖို့အတွက်ခေါ်တာဟုတ်တယ်နော်လက်ရှိ SN တွေဝင်ရောက်ဖမ်းဆီးနေတဲ့နေရာတွေဟာဗမာမြို့နယ်မြောက်ပိုင်းအချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ကြေးရွာတွေဖြစ်ပြီးဒေသခံတွေကစစ်ကြောင်းဝင်ရောက်တဲ့ဇွန်နေရက်ကစတင်ကထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်လက်ရှိမှာအဆက်နေစစ်ကြောင်းဟာအထက်ပကြီးရွာ၃ရွာမှာပဲပြန့်ခွဲတဆွဲထားပြီးအဲ့ဒီစစ်ကြောင်းသွားလာလှုပ်ရှားတဲ့နေရာတွေကို ဒေသခံဒေါ်လာရင်တပ်ဖွဲ့တွေကလက်နက်ကြီး drone နေနဲ့လိုက်လံတိုက်ခိုက်တာရှိပေမဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိသေးဘူးလို့သူကဆိုပါတယ်။အစံနေတဲ့ဟာစကိုင်းတိုင်းအထက်ပိုင်းခန်းဒီခရိုင်ကတခရိုင်မော်လိုက်ခရိုင်တွေမှာအဓိကစီရေးလှုပ်ရှားပြီးစစ်ကောင်စီတပ်နဲ့ပူးပေါင်းကသူတို့ထိန်းချုပ်ရဒေသတွေမှာအတ္တမလူသေစုဆောင်မှုတွေလှုပ်ဆောင်နေတာပါ။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းဒီဇင်ဘာလအတွင်းမှာလည်းဗမာမျိုးပေါ်ရက်ွက်တစ်ခုစီကနေအမျိုးသား30ဦးလူသေပို့ပေးရမယ်လို့အစံနေရှန်နီတပ်ကအမိန့်ထုတ်ပြန်ခဲ့တာကြောင့် မြို့ကန်အမျိုးသားတွေထွက်ပြေးတင်းရှောင်ခဲ့ရပါသေးတယ်။ဘကိုးတိုင်းအုပ်တွင်းမြို့နယ်အထက်ကပေါင်းဆယ်ရေလွဲတမန်မှာအထိုင်ကျတဆွဲထားတဲ့စစ်ကောင်စီကိစ္စကန်းကို တိုက်ခိုက်မိရှုခဲ့ပြီးတဲ့နောက်လက်နက်လေးလက်နဲ့ခဲယမ်းတွေကိုသိမ်းဆီးခဲ့တယ်လို့ဇွန်လ6ရက်မှာ ADG Brothers အဖွဲ့ကထုတ်ပြန်ပါတယ်။ ေယနာမသိငင်ကလေးကစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကျော်နဲ့ခပေါင်း10ပေါ်မှာတက်ဆွဲစခန်းချထားတာဖြစ်ပြီးအဲ့ဒီစခန်းကိုဇွန်လ3ရက်မနက်9နာရီကျော်မှာတိုက်ခိုက်ခဲ့ကတိုက်ပွဲကြချိန်2နာရီလောက်ကြာခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲပြီးတဲ့နောက်စခန်းအနားမှာစစ်ကောင်စီအလောင်း3လောင်းတွေ့ပြီး ော်လိုင်းရင်တပ်ဘက်က၂ရောက်မဆိုးရံတန်ရန်ရခဲ့ကစကန်ဘေးတော်ရဲကိုပြေးစင်းတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအချိန်မရတော့လို့ဆက်မလိုက်တာလို့ ADG Brothers မှတာဝန်ရှိသူတူကပြောပါဗျ။စစ်ကောင်စီတပ်သားတွေစကန်ဆုံးကွာထွက်ပြေးခဲ့ပြီးနောက်ရှင်းလင်းရေးဝေလုံးချင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းသုံးလောင်း G3 တနတ်၃လက် MA11 တနတ်၁လက်အီနာက၅လုံးလက်ပြပုံ၁လုံးကြီကအင်ကြီး၂ထဲတို့ကိုတင်စီရရှိခဲ့ကစကန်ကိုမီးရှို့ခဲ့တယ်လို့သူကဆိုပါဗျ။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ဇွန်လ၄ရက်မှာခပောင်းဆွေအနီးရှိအမှတ်6တပ်မတော်တပ်မြင့်လေးကြီးရင်ကျောင်းခလာ48တပ်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်60ခန်းနဲ့စစ်ကြောင်းထိုးလာခြင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ရာရှစ်ဦးသေဆုံးခဲ့တာကိုမျက်မြင်တွေ့ခဲ့ရတယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။အဆိုပါစစ်ကြောင်းဟာနောက်ထပ်အင်အားထပ်ဖြည့်ပြီးအင်အား100ခန်းနဲ့ဇွန်လ9ရက်ဒီကနေ့အထိခပောင်းဆွေဘက်ကိုစစ်ကြောင်းထိုးလာနေတာကြောင့်တိုက်ပွဲဖြစ်မဲ့အခြေအနေရှိနေတယ်လို့သိရပါတယ်။ Oh, my God.